ရဲ့ကာမစိတ်တို့ဒီအတွက်နဲ့အသွေးတွေကစိုးနဲ့ဆက်ဆံကြသလားပေါ့နော်ဒီမိကွန်းကတော့ခုနကပြောသွားတဲ့အထင်းမှာပါသွားပါပြီအမျိုးသားတွေရဲ့ကာမခံစားမှုအတွက်ပဲစိုးကနေဆက်ဆံကြတာမဟုတ်ပါဘူးတချို့အမျိုးသမီးတွေကလည်းပဲချိန်နေတဲ့အတွက်ကြောင့်မလို့စိုးကနေဆက်ဆံကြပါတယ်ဒီနေရာမှာအမျိုးသားတွေတတိထားရမှာကတော့ အမျိုးသမီးတိုက်စိုးကနေခံစားမှုမရှိပါဘူးအမျိုးသမီးတွေလောက်ပဲခံစားမှုရှိတယ်ဆိုတာတော့မမေ့ကြပါနဲ့နော်အမျိုးသမီးတဦးနဲ့တဦးခန္ဓာကိုဖွဲ့စည်းဖို့မတူညီတဲ့အပေါ်မှာကိုယ်တိတ်တမြအမျိုးသမီးတွေအားလုံးအတူတူပဲဆိုပြီးတော့မတမပါနဲ့အရင်ကကိုတိတ်တဲ့အမျိုးသမီးကစိုးကနေကြိုက်ချင်ကြိုက်မယ်အခုကိုတိတ်တဲ့အမျိုးသမီးကစိုးက အခုနဲ့ဆက်ဆံရတာမကြိုက်နိုင်ဘူးဒါကြောင့်မလို့အခုရဲ့လင်းဆက်ဆံအဖို့ဘယ်လိုကြိုက်နေတလဲဆိုတာမြင်ကြည့်ပါတို့ကိုလည်းလေးစားမှုရှိဖို့အတွက်အရေးကြီးပါတယ်ပြီးတော့အမျိုးသားစအူနဲ့ဆက်ဆံဖို့တောင်းဆိုလာဖို့ကိုပြီးတင်လာမပြီးတင်ဖို့လာပေါ့နော်ဒီမိခွန်ကိုဖေးရမယ်ဆိုရင်ဒါကတော့ခုပေါ်မှာပဲမူတည်ပါတယ်အမျိုးသားကောင်းစုသမျှကိုကိုက ပေးခြင်းလားမပေးခြင်းဘူးလားသူတို့ကိုဘယ်လောက်အတိုက်အသာထိလိုက်ရောက်ခြင်းလဲကိုကိုကိုဘယ်လောက်အတိုက်အသာထိလေးစားထားမလဲဆိုတာလေကို့အပေါ်မှာပဲမူတည်ပါတယ်အကောင်းဆုံးကတော့ကိုခန္ဓာကိုပြန်ပြီးတော့မေးကြည့်စုံနဲ့ဆက်ဆံခြင်းဆိတ်ရှိလားငါတကယ်ပဲစုံနဲ့ဆက်ဆံခြင်းလားကိုမဆက်ဆံခြင်းဘို့ဆိုလို့ရှိရင်ကိုရဲ့လင်းဆက်ဆံပေါ်အတွက်ကြည်နေပေးเสียမလို့ဘောနော်ကိုမမကြိုက်တာကိုမလုံယုံပဲဘော့ အရာပေါ်မှာနှစ်ဦးနှစ်ဖက်ပျော်ရွှင်ဖို့အတွက်အရေးကြီးတယ်။သူ့ဘက်ကလည်းပျော်ရွှင်ပြီးတော့ကိုယ့်ဘက်ကမပျော်ရွှင်ဘူးဆိုလို့ရှိရင်ဒါကတော့တာယာတဲ့အင်ထောင်ကြီးတာယာတဲ့လိမ်မှုကိစ္စတခုတတ်မှတ်လို့မရပါဘူး။သူတပားရဲ့မြေပျော်ရွှင်မှုကိုကြည့်ပေးရတဲ့အပိုင်းမှာရှိလို့သူတပားရဲ့ပျော်ရွှင်မှုတခုထဲနဲ့ပဲကိုယ့်ရဲ့ပျော်ရွှင်မှုကို အရှုံးခံမဲ့ကိုကိုကိုလေးစားမှုပြက်လောက်တဲ့အထိမလုပ်ဖို့တော့အကြံပေးခြင်းပါတယ်နော်။ အရာပေါ်မှာသူ့ကိုဘယ်လောက်အတိုင်းအတာရှိပျော်ရွှင်မှုပေးမလဲကိုကိုကိုရောဘယ်လောက်ထိအရာပေါ်မှာပျော်ရွှင်မှုထားနိုင်မလဲဆိုတာကိုအပေါ်မှာပဲမို့တည်ပါတယ်ပြီးတော့အမျိုးသမီးဖက်ကမလိုက်လျှော့ခြင်းပြင်မဲ့အမျိုးသားဖက်ကထက်ခါထက်ခါတောင်းဆိုလာမယ်ဆိုရင်ဘယ်လိုတုံ့ပြန်မလဲပေါ့နော်အမျိုးသားဖက်ကတစ်ချိန်လောက်စမ်းတက်ကြည့်ပါလားတခါမှမလုပ်ရသေးဘဲနဲ့ကောင်းမှန်းမကောင်းမှန်းဘယ်လိုလုပ်တည်မလဲပေါ့နော်အဲ့လိုမျိုး ။ဒါကြောင့်မလို့တစ်ချိန်လောက်ဖြစ်ဖြစ်စမ်းကြည့်ပါလားဆိုတော့မကြိုက်ဘူးဆိုလို့ရှိရင်တော့မလုပ်ဘူးပေါ့နော်။ဒီလိုမျိုးအကြောင်းအရာတွေအကြောင်းပြချက်တွေအမျိုးမျိုးတွေနဲ့အမျိုးသမီးတွေကိုစီယုံတယ်။အမျိုးသမီးဖိခအနေနဲ့ညှင်းဆိုပေမဲ့လည်းထပ်ပြီးတော့တောင်းဆိုတဲ့အခါမှာအမျိုးသမီးဖိခနေပြီးတော့ဘယ်လိုတုံ့ပြန်ရမလဲဆိုတာတော့အရေးကြီးပါတယ်။ဒီလိုပူစားတဲ့အမျိုးသားတွေကလည်းတို့ရဲ့အမားမဟုတ်ပါဘူးပေါ့နော်တစ်ခါကနေ ။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကအမျိုးသမီးမှမဟုတ်တာ။အမျိုးသမီးတွေရဲ့ခံစားချက်ကိုကိုယ်တိုင်ခံစားလို့မှမရဘူးပေါ့နော်။သူတို့ဖြစ်စေခြင်းတဲ့အရာသူတို့ပြောနေမှာပဲ။ဒါကူတော့သူတို့နားလည်အောင်ပြောပြောဖို့တော့လိုပါလေ။ဒီလိုထက်ခါထက်ခါတောင်းဆိုတတ်တဲ့အမျိုးသားတွေနဲ့ကြုံလာလို့ရှိရေးပြက်တနာကိုအဲ့ရပေါ်မှာပဲမဖြစ်ရှင်းတဲ့အေးအေးဆေးဆေးဖြစ်မဲ့နေတနည်းတစ်ချိန်ပေါ့နော်အချိန်ကောင်းတနည်းယူပြီးတော့အဲ့ရပေါ်မှာမဟုတ်ပဲနဲ့ သူနဲ့အတူတူဆွေးနွေးပါသူ့ကိုပြောပြပါသူစအူနဲ့တောင်းဆိုလာတာကိုကိုကနားလည်ပါတယ်ဒါပေမဲ့ခုဖက်ကနေပြီးတော့စအူနဲ့မဆက်ဆံခြင်းကိုအဲ့ဒါကိုသူနားလည်ဖို့လိုအပ်တဲ့အကြောင်းအဲ့လိုအရာပေါ်မှာခဏခဏတောင်းဆိုတာကကိုယ်အတွက်စိတ်မကောင်းဖြစ်တဲ့အတွက်ကြောင့်ဒါကိုထပ်ခါထပ်ခါမတောင်းဆိုဖို့ပေါ့နော်သူ့ကိုပြောပြပါအကယ်၍ဒီနေ့နေ့တစ်ချိန်ချိန်မှာကိုကနေပြီးတော့စအူနဲ့ဆက်ဆံခြင်းစိတ်ရှိလာလို့ရှိရင် သူ့ကိုပြန်ပြောပြမယ်ဒါပေမဲ့အခုချိန်မှာတော့သူ့ဖိခနေပြီးတော့ထက်ခါထက်ခါမတောင်းဆိုဖို့ဒီအကြောင်းတွေကိုသူနဲ့အပြန်အလှန်ဆွေးနွေးပြီးတော့ပြဿနာကိုဖြေရှင်းဖို့လိုပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကို like and share subscribe လေးကိုလုပ်ပေးကြပါနော်